ဖះငါကိုကိုွယ်လို့ပြောတာမဟုတ်ဘူးဖះဆိုတာသူ့ကိုယ်သူရည်ညွှန်းတာလည်းမဟုတ်ဘူးလောကမှာအမှန်တရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာကိုဗုဒ္ဓလို့ဒီလိုပြောတာเนาะအဲ့တော့ဗုဒ္ဓဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးဘောဓိတတခုပြောအင်္ဂလိပ်လိုရေးတဲ့အခါမှာဗုဒ္ဓလို့ရေးတာလည်းရှိတယ်ရှေ့ကအာတီကယ်ထည့်ပြီးတော့သဗုဒ္ဓလို့ရေးတာလည်းရှိတယ်နှစ်ခုရှိကြတယ် ်ရှင်းရတော်တော်များများတော့ဗုဒ္ဓလိုပဲရေးတယ်။အတ္တိကဲမပါပဲနဲ့ဗုဒ္ဓလိုရေးတာကြတော့နာမည်အနေနဲ့ပုဂ္ဂိုလ်အနေနဲ့ရေးကြတာ။ဗုဒ္ဓဆိုပုဂ္ဂိုလ်ပါဆံအနေနဲ့ဆိုရင်အတ္တိကဲထဲစရာမလိုဘူးပေါ့။တိုးတော့နောက်ပိုင်းကျတော့ဗုဒ္ဓဆိုတာပုဂ္ဂိုလ်ရည်ညွှန်းတာမဟုတ်ဘူး။ယေຊုဘုရားရဲ့ title လို့ခေါ်တယ်။ဂုံလူဘွဲ့တူတစ်ခုပဲပေါ့။ဗုဒ္ဓဆိုတာဖရာရဲ့နာမည်မဟုတ်ဘူး တိုက်တယ်သာဖြစ်တယ်ပေါ့ခုံနူးပဲဖြစ်တယ်ပေါ့ဖခင်ရဲ့အမိနာမက အမျိုးနွယ်နာမည်နဲ့ခေါ်ရင်ဂေါရမမိဘကပေးထားတဲ့နာမည်နဲ့ပြောမယ်ဆိုရင်တိတ်တထတိတ်တထဂေါရမဒီလိုပဲခေါ်လို့ရမယ်ပေါ့အဲ့တော့ဗုဒ္ဓဆိုတာနာမည်မဟုတ်ဘူးတိုက်တယ်ဖြစ်တယ် ဒါကြောင့်မလို့ရှေ့အာတိကေထည့်ရမယ်ဆိုပြီးတော့တဗုဒ္ဓအလို့ခုခေတ်တော့ရေးလေးရှိကြတယ်ပေါ့တော်တော်များများအဲ့ဒီကွယ်ပြားခြားနာချက်ကိုမှတ်သားထားပြီးတော့ဗုဒ္ဓအလို့ရှေ့ကရေးတယ်ဆိုတဲ့ပုံကိုယ်တွေဟာအနိနာမအနေနဲ့ရေးလို့ရှင်အာတိကေမထည့်ဘူးဂုံနူးအနေနဲ့ရေးမယ်ဆိုလို့ရှင်တော့အာတိကေထည့်ရတယ်လို့အလက်ဇန္ဒရာတကရိတ်ဆိုတာလို့ပေါ့အာတိကေထည့်ပြီးတော့ရေးတာ အဲ့ဒါအင်္ဂလိပ်စာဖတ်တဲ့ပုံကိုယ်တွေအဲ့ဒီနှစ်ခုကွဲပြားခြားနားမှုရှိတယ်အဲ့ဒီမှာဘုရားဆိုတာအမိနာမမဟုတ်ဘူးပုံကိုယ်မဟုတ်ဘူးဖွယ်ရူးများလာဖြစ်တယ်အမှန်သိတဲ့အရေးချင်းရှိတဲ့ပုံကိုယ်တိုင်းမှန်တယ်များဟုတ်ဘုရားဒါကြောင့်မို့ယောသဗုဒ္ဓင်္စဓမ္မင်္စတန်ငင်္စတရဏံကတော်ယသော်မြတ်ကတကယ်ဘေးကင်းရန်ကင်းတဲ့ အနေခသိင်ခငိင်စီနိုင်တဲ်ကိုဝရာဆိုာဖရာတရားတန်ခါပဲဖြစ်တယ်။ဘာကြောင့်ဘေးကင်းရန်ကင်းဖြစ်စေနိုင်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကို ကိုယ်ကိုယ်စိတ်ကတ်ခြင်းအပြင်မြတ်စွာဘုရားက အမှန်တရားကိုခေါ်ကြပြီးမှန်ကန်တဲ့လမ်းကြောင်းနဲ့ဆုံးမတွင်တင်ပေးမှာဖြစ်တယ်။အဲဒီဆုံးမတွင်တင်ပေးတဲ့အတိုင်းလိုက်နာจิตသုံးမယ်ဆိုရင်ကောင်းကျိုးတွေရနိုင်တယ်လို့။ဒါပြင်အဲဒီ လိုင်းညွန်ဆုံးတွင်တင်ပြီးတဲ့အဆုံးအမတွေဆိုတာဘာတွေလဲလို့ဆိုဓမ္မဒါကြောင့်မို့ဓမ္မကိုးဝေရတဲ့ဆိုတာဓမ္မဆိုတာကျင့်သုံးမှုပဲ